ော့ကျွန်တော်ကကုလင်းကိုပါလိခင်တာပေါ့လိခင်တာထိပါတယ်အော်ဘလို့ပြောမလဲဆိုတော့ခေတာကြတော့ကျွန်တော်တို့ကကြတော့ဟိုစာပြောရရင်ကျွန်တော်တို့ခက်မှာကြတော့ဟိုပျော်စရာအများကြီးမရှိဘူးလေဒီကတာရှိမယ်မက်ဒလင်ရှိမယ်ပြီးရင်ကက်ဆက်လေးရှိမယ်ဒါပဲရှိတော့ကျွန်တော်တို့ငယ်ငယ်တော့ဆိုတော့ပေါ့အဲ့ဒါကျွန်တော်ကကတာတွေတီးလို့ရှိရင်ကျွန်တော်အရင်သဘောကျတာပေါ့အဲ့ဒါ အာသဘောကျတာလက်ထိတ်လက်ထိတ်မှာအကူကြီးတွေပါဒီနေကျွန်တော်လိုက်ပြီးတော့ဗာလှဲတွေပါတွုံးမေးပေါ့အဲအဲ့လိုမျိုးလေးနဲ့ကျွန်တော်အာကတာကိုအရင်ကြိုက်ကြိုက်သွားတာပေါ့နော်အဲ့ရနေပြီးတော့ပဲအာကတာပဲတောက်လျှောက်ဒီးပြစ်တာပေါ့ငင်းတော့တင်းတယ်တော့တက်ဘူးတယ်ဟိုဖော့ကန်ပေါ့အင်းစိန်ဖော့ကန်ကဆရာဦးထေဝင်းထင်းတယ်အဲ့ဆရာရှိမှတင်းတယ်၃လတက်ဘူးတယ်ပေါ့နောက်ကြတော့ဟိုဆရာကျွန်တော်အကူလိုလဲဖြစ်တဲ့ ဟိုတောင်တကုံပေါ့နော်တောင်တကုံကသူ့မြန်မာလိုကြတော့ကျော်လင်းသူလို့ခေါ်တာပေါ့ဟိုအင်္ဂလိပ်နာမည်ကြတော့မစ္စတာစီပေါ့အဲသူစီမှာကြတော့လည်းတော်တော်ဟိုသူနဲ့တွေ့တော့လည်းတော်တော်လေးလာဖြစ်တာပေါ့နော်အဲအဲ့လူတွေနဲ့အစပြိုးတာပေါ့နောက်ကြတော့ကျွန်တော်သူတို့နဲ့အာမလုံလောက်တော့ဘူးဆိုတာတိတော့ကျွန်တော်လည်းအဲ့ဒါစီတိမြောက်ဆိုအကုန်ပတ်ပြီးတော့လည်းလေးလာတာပေါ့ဒီကဆရာချစမောင်တို့နိုင်ငံခြားဟိုမျိုးရှင်တွေတို့ပြီးရင်ဆရာ ခုဆိုမျိုးထုတ်တော့အကောလုံးသူတို့ဒီတိုင်းလိုက်လေးလာလိုက်ကျင့်ပေါ့ဗျာအဲ့လိုမျိုးအဲ့လိုလေးပေါ့အုံကျူအဲ့လိုမျိုးစလုပ်ဖြစ်တာစစ်တန်းနှစ်လောက်တယ်နဲစစ်တန်းနှစ်လောက်မှာဟိုအဲ့လိုမျိုးအုံကျူတွေဒီစတီးဖြစ်နေပြီပေါ့အဲ့တော့လည်းကျွန်တော်တို့ကအမကဒါတော့စစပြီးကြီးစိုးနေတဲ့ခေတ်ဆိုတော့လေအမစပြီးတော့အာစသချင်းတမုတ်အမထင်ပါတယ်အာစပြီးတီးပြနေပါပြီအဲ့လောက်တည်းအောင်ကြီးတွေကဟုတ် ဟိုစကြတော့လေ့ကျင့်ခန်းကြတော့ဟိုစဒါကတော့ practice လေ့ကျင့်ခန်းတက်တက်ပေါ့နော်အမှုပညာတစ်ခုလိုမျိုးအတစ်ခုလိုမျိုးတွားပြီဆိုတော့ကိုကဒီတချင်းတစ်ပုတ်နဲ့ဟိုဘယ်လိုပြောမလဲဒီလေ့ကျင့်ခန်းနေနဲ့အကုန်လုံးပေါက်ဆက်တဲ့တစ်ခါတည်းရှိတာပေါ့တစ်ခါကြာလို့ရှိရင်လည်းဒီတချင်းနဲ့မလိုက်တဲ့ဥစ္စာယူကိုလည်းအဲ့ဒါတွားပြီးတော့ဒီလိုမျိုးလေဒီတချင်းကြားလိုက်တာနဲ့ကိုယ့်ရဲ့စိတ်ကူးထဲမှာဟိုအဲ့လိုမျိုးနည်းနည်းပေါ်လာပြီပေါ့ပေါ်လာပြီဆိုရင်တော့ဒါလေးကတော့ဒါမျိုးလေး လိုဒီလေးနဲ့မှလာမယ်ပေါ့အဲလိုမျိုးအားလေးကြတော့အဲဒါဒီစကီလေးနဲ့မှကြည့်ကောင်းမယ်ဆိုတော့အဲလိုမျိုးနဲ့ပဲဖြက်ဖြက်ဖြက်တန်းလာတာပေါ့နောက်ဆုံးကြတော့ဘလို့မှတီးလို့မရတော့အပြင်ထွက်တာပြီးတော့ဆူတောင်းလိုက်တာပေါ့ဒါပါပဲအဓိကတော့ဘလို့ပြောမလဲဆိုတော့အကုထုံးမျိုးပို့လာပဲတစ်ချေမျိုးတွေဆိုတော့သူတို့ကသူတို့လူကျင်တဲ့အလုံးတွေကစာပါပြီလေအဲ့လိုမျိုးဆိုတော့ဒါလည်းဘလို့ပြောမလဲဆိုတော့သူတို့မွေးသူတို့ရဲ့တာသမီလို့ပြောရမှာပေါ့ဒီတစ်ချေနေရာကြတော့ အဲကြတော့သူတို့ကလည်းဒီကော့တွေနဲ့ဒါမျိုးတွေဒါမျိုးအတန်လေးလိုချင်တယ်ဆိုတော့အကုန်လုံးဟိုကျွန်တော်တို့တခါကြလဲကျွန်တော်တို့မှာအဲ့လိုမျိုးပေါ့ဟိုဒီရကြက်လို့ melody မှာကူကခတ်တာလေးတွေလည်းရှိတာပေါ့အဲ့လိုမျိုး duration note တွေကော့လေးတွေလည်းပြန်ထည့်ရတဲ့အခါမျိုးကြရင်တော့အဲကိုကတော့ဟိုသူကကိုသားမျိုးမဟုတ်ပါဘူးလေကိုကတော့အလားဆုံးကိုရဲ့ဟိုရှိတဲ့လောက်နဲ့အစွမ်းနဲ့ပေါ့နော်အလားဆုံးဖြစ်အောင်တော့စင်တော့စင်ရတာပေါ့အင်ဂျင်တွေပေါင်းပြီးဝတ်ပြီးရဒီလိုပါပဲ အကျွန်တော်ကတော့ကိုယ့်ထက်အများအားတော်တဲ့လူတွေနဲ့ပဲတွေ့တာပေါ့ကိုယ့်ထက်ညံ့တဲ့လူနဲ့မတွေ့ပါဘူးဒါမှရှာခင်မတန်းတို့နဲ့အဲသူနဲ့တွေ့ပြီးတော့တီးတဲ့ချိန်မှာလည်းပညာရပါတယ်ဘာလို့လဲဆိုတော့သူကအချင်းတစ်ပုတ်နားထောင်လာနဲ့ပြင်သူတို့တီးလိုက်ပြီးဖရိန်နေပါထွက်လာပြီးပါဆိုတော့ကျွန်တော်တို့စဉ်းစားတာလည်းတသက်စီဖြစ်သွားတယ်သူကလည်းအဲ့လိုမျိုးပေါ့အာဟိုစားဘူဂျင်တို့နဲ့လည်းအဲ့လိုပါပဲဘူဂျင်တို့နဲ့လည်းပျော်ပါတယ် အဲသူတို့လည်းကျွန်တော်ကဒါမျိုးထင်တာဒါဒီတချင်ကတော့ဒါမျိုးပဲဖြစ်မှာပဲလို့ထင်လာမဲ့သူတို့နဲ့တွေ့လိုက်လို့ရှိရင်တချင်တွေကပြောင်းပြောင်းပြန်ဖြစ်သွားတာအဲ့ဒါလေးဒါကြတော့ဟိုတင်းတင်းနဲ့ဟိုအဲ့ဒါလေးနည်းနည်းမြင်မိတာပေါ့ကိုကအပြင်မှာနေနဲ့အဲ့လိုမျိုးဟိုစားဖြစ်တာပေါ့နော်အဲဘယ်လိုရတာတော့မပြောတတ်ဘူးအများကြီးပါပဲရတာတော့အဲကြတာတင်းကျင်တယ်ဆိုတော့ဟိုစားဟို ျွန်တော်ကတော့အကူညီလာတော့เนาะကျွန်တော်မှရှိတဲ့ကိတော့ထပ်ပေးပြမယ်ထင်ပါတယ်။အဲဆိုဒီဂီတလူတိုင်းကဟိုဘယ်လိုပြောမလဲတက်သားတဲ့အရာလို့လည်းထင်တယ်လေ။အဲဆိုဒီဂီတတက်ထားမှအကုန်လုံးနှလုံးသားတွေပါလေအကုန်လုံးနူးညံ့မှာပေါ့ဗျာ။နူးညံ့မှုအရေးကြီးပါတယ်။ stone. Mm.